ီသေးသက်သေးစီနဲ့ပတ်သက်ပြီးနောက်လက်မှားစရာရှိရလေးဆက်ပြီးတော့ပြန်ပြီးတော့မှားဖို့ပေါ့နော်။ကဲဒီသေးသက်သေးစီလေးကိုစားခဲ့ရတဲ့အတွက်နော်လန်လာတွေကတော့မသိဘူးကျွန်တော်တော့ဝမ်းသာတယ်။ဘာကြောင့်ဆိုတော့ကျွန်တော်ဒီဒေးသေးတတိယဘာကြောင့်စားဖြစ်ခဲ့လဲဆိုတော့တချို့လန်လာတွေအင်္ဂလိပ်စာကိုစပြီးလေ့လာတဲ့အခါမှာဘယ်ကစပြီးလေ့လာလို့လေ့လာမှမသိဘူးဖြစ်နေကြတယ်။ဟော internet မှာ live share ကြတယ်ကြားပြတော့လဲဟိုကြားပြတ်ဘယ်ကနေစပြီးဝင်ဝင်ရမှမသိဘူးဖြစ်နေကြတယ်။အတွက်ကြောင့်ကျွန်တော်ကနေပြီးတော့အစနေပြီးတော့အင်္ဂလိပ် foundation လေးကချပေးမယ်ဆိုတော့စိတ်နေပေါ့နော်စခဲ့ကြတယ်ပေါ့နော်။အင်္ဂလိပ် foundation လေးကအစလေးကနေပြီးတော့ရက်သုံး 90ဒလာလောက်အတွင်းမှာအောက်ခြေလေးမြန်မြန်ခံအောင်ဆိုပြီးပလန်လေးဆွဲလိုက်ရောဆွဲပြီးတော့အခုလိုဒလာကျွန်တော်တင်လိုက်တဲ့အချိန်မှာဆိုရင်အဲကျွန်တော်မျှော်မှန်းထားတဲ့ပို့ပြီးတော့လန်တာလေးကပို့ပြီးစိတ်ဝင်စားကြတယ်ဟိုတချို့ဆိုအားတက်တယ်ရောပေါ့နော်တချို့ဆိုရင်ကိုရေးထားတဲ့ဟာလေးတွေမှတ်စုလေးတော့မှတည်တည်တက်တက်လေးကျွန်တော်ပြတယ်တချို့ကျွန်တော်တကယ်ကိုဘာဖြစ်လဲဆိုရင်ဝမ်းသာရတယ်အဲတကယ်ကို PD တွေဘာဖြစ်လဲဆိုရင်စားရပါတယ်နော်အဲ့တော့ဟိုဒီလေးလာနေတဲ့လန်တာဆိုရှင်ကိုကိုတိုင်းလည်း လေးလာပါပြီးတော့ကိုယ့်ရဲ့ဘာဝန်ကျင်မှာကိုယ့်ရဲ့ညီငယ်ညီမတွေပဲဖြစ်ဖြစ်မိတ်ဆွေတွေပဲဖြစ်ဖြစ်ဟာအင်္ဂလိပ်စာခက်ခဲဖြစ်နေတယ်ဘယ်လိုလောက်ရမလဲမသိဖြစ်နေလို့ရှိရင်အဲဒီ series လေးပေါ့ဒီမှာနှင်းမွေးအင်္ဂလိပ် journey ဆိုပြီးတော့အားလေးရရှာလိုက်ပြင်မင်းတလားလောက်လေးလာလိုက်ဒါဆိုမင်းအင်္ဂလိပ်စာအောက်တက် JB လာပြင်လက်ဆက်ပြီးလေ့လာနေစသဖြင့်ပေါ့နော်အဲ့လိုတွေညှို့ပေးလိုက်ပါနော်အခမဲ့လေးလာလို့ရရဆိုတဲ့အကြောင်းညွှန်ပြလိုက်ပါပေါ့နော်ကျွန်တော်တို့အချင်းချင်း sharing လုပ်ပေးခြင်းအဖြစ်နော်ကျွန်တော်အားလုံးအင်္ဂလိပ်စာ skill တွေတိုးတက်အောင်ကျွန်တော်တို့လုပ်ရမှာပေါ့နော်နောက်တစ်ခါကျတော့ အခုလန်နာတွေကတင်ယူလေ့လာပြီးသွားရင်လန်နာတွေကလည်းဘာလုပ်နေရမလဲဆိုလို့ရှိရင်အခုတင်ထားတဲ့ဟာလေးတွေမပြောင်းမပြတ်သွားအောင်ဒီတိုင်းဘာလုပ်နေရမလဲဆိုရင်လေ့ကျင့်နေရမယ်။နော်တချို့တွေကတော့လုပ်ငန်းခွင်မှာရှိရတော့လုပ်ငန်းခွင်မှာလေ့ကျင့်လုံးဝပြန်လေ့ကျင့်စရာနေရာမရှိရလို့ဆိုလို့ရှိရင်လေအဲဘယ်လိုလေ့ကျင့်လို့ရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အနားမှာရှိရကွယ်ခလေးလေးတွေဖြစ်ဖြစ်နော်ကိုယ်ညီမောင်လေးညီလေးညီမလေးရှင်တို့ပူကောင်းတာပေါ့သူတို့ဓာလေးတွေပြန်တင်ပေးနေပြန်တင်ပေးနေတဲ့ခါကျတော့တင်ပေးတာပူပြီးတော့ခေါင်းထဲမှာဆွဲမြဲစေတယ်ပူပြီးတော့တက်မြောက်စေတယ်နော်သူများပြန်တင်ပေးခြင်းအပြင်ကိုကပူပြီးတော့ တက်တယ်အားကြောင့်ပြန်ပြီးတော့တင်ပေးခြင်းအပြင်ဒီတက်ထားတဲ့ဟာလေးတွေမပြတ်မတက်တော့မပြောင်းမပြတ်တော့မလုပ်နိုင်လဲဆိုရင်အာထိမ့်သိမ့်နိုင်တယ်နော်နောက်ပြီးကြတော့ဟိုကျွန်တော်သင်ခဲ့တဲ့ဟာတွေကကီးတွေဖြစ်တယ်အခြေခံအုံမြစ်တွေဖြစ်တယ်အားဒါတွေကိုအတုံးချဖို့ဆိုရင်အတုံးချဖို့လို့ရမယ့်နေစနစ်တွေပေးထားပြီးဒါပေမဲ့ဘာတွေလိုလဲဆိုရင်အဲ့ထက်မှာထည့်သွင်းအသုံးပြုမဲ့ vocabulary လို့ခေါ်တဲ့နင်းနင်းလေးတွေဝေါ်ဟာရာလေးတွေ usage လေးတွေလိုသေးတယ်အားဒါတွေကိုမိတ်ဆွေတွေကတိုးတက်အောင်ဆိုရင်ဘာတွေလုပ်ရမလဲဆိုလို့ရှိရင်အဲဒီ English vocabulary use ဆိုတဲ့စာအုပ်မျိုးတွေဝယ်ပြီးတော့ဖတ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော် ကြိုက်တာဆိုရင်ဟိုဆရာကြီးဒေါက်တာစိုးသန်းသူ့စာအုပ်ကလေးတွေဝယ်ပြီးတော့လေ့လာလို့လည်းရတယ်နော်အဲ့ဒါထက်ဒီအဲ့ဒါထက်ပြီးတော့ဘာလို့လို့ရတယ်ဆိုရင်အင်တာနက်မှာပဲဗျာ Facebook တို့ TikTok တို့မှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာလေးတွေနော်မိန်းကလေးတွေတင်တဲ့အဲဆရာဆရာမတွေပေါ့နော် sharing လုပ်ပေးနေတဲ့ပညာရှင်တွေရှိပါတယ်သူတို့တင်တဲ့ဟာလေးတွေမှတ်မယ်ရေးမယ် like ကြက်မယ်ဆိုရင်အဲ့ရမိန်းကလေးနဲ့ကျွန်တော်တင်ပေးထားတဲ့အောက်တက်ကြီးရဲ့ CV လေးဟာနဲ့ထက်သွင်းတုံးပြမယ်ဆိုရင်အလုပ်ဖြစ်နေပါပြီဗျာတကယ်တော့အလုပ်အလုပ်ဖြစ်နေပါပြီ ဒါပေမဲ့လည်းကျွန်တော်ဒီလောက်နဲ့ရမထားဘူးပေါ့နော်ကျွန်တော်ဆက်ပြီးတော့ CV တွေဆက်ပြီးတော့သင်ပေးနေအောင်ပါပါပြီးတော့ဒီ data series series လေးကိုစားခဲ့တဲ့အချိန်မှာကျွန်တော်ပြောခဲ့တယ်ဆာမိုဝဲလေးလုပ်မယ်လို့ပြောခဲ့တယ်ပြီးတော့ဆာမိုဝဲလေးကလုပ်မှာပါ၅လပိုင်းမှာကျွန်တော်ဆာမိုဝဲလုပ်မယ်ဒါပေမဲ့လည်း online ကနေဖြည့်ဖို့ကတော့အဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီမှာလာဖြည့်မဲ့လူတွေလည်းရှိကြတဲ့ခါကျတော့ online ကနေဆိုလို့ရှိရင် online ကနေကျွန်တော်ဒီ question ပေးပါဦးပေါ့ security လောက်ဖို့အတွက်ခက်ခဲတွေရှိတယ်ပေါ့နော်ဒါကြောင့် show so AI အသုံးပြုဖြစ်လိုက်တာလည်းရှိနိုင်တယ်ပေါ့ဒီလိုခက်ခဲတွေရှိမှာဆိုလို့ကျွန်တော်ကတော့ဒီမှာလာပြီးဖြည့်တဲ့လူတွေကို စင်းသူတွေဖြေခိုင်းမယ်ဗျာ online ကလူတော့ကျွန်တော်စုမပေးဘူးဗျာဒါပေမဲ့ online ကလူပြီးလာမဖြေနိုင်လို့ဝေးရလူတွေကလည်းဘာမှအားငယ်စရာမလိုဘူးကျွန်တော်ကစုတော့မရဘူးဗျာပတ်စံတော့အရေးမကြီးပါပညာရဖို့ကတော့အဓိကပဲမလားဒါမှမဟုတ်အရင်ကလာပြီးတော့ဖြေကြည့်ခြင်းလို့နော်စုလေးလူချင်းလို့ဆိုရင်လာဖြေပါကျွန်တော်တို့ဒီကနေစောင့်ရုံနေပါမယ်ပေါ့နော်ဟုတ်ပြီဒါကလာမယ်မှာကျွန်တော်အကြောင်းကြားပြမယ်ဖြေမယ့်ရက်ကိုလည်းနော် အဲဒီလိုမဖြေဖို့ဝေးရလို့ဆိုရင်ကျွန်တော်ဒီမှာဖြေပြီးတဲ့ခါမှာအဲ့ question paper လေးကိုတင်ပေးမယ်အဖြေလေးလည်းပြန်ပြီးတော့တိုက်ပေးဦးမှာဒါကတော့၅လပိုင်းမှာလုံမဲ့ plan လေးပေါ့နော်အဲပြီးလို့ရှိရင်ဒီနေ့ဒီ data တွေ PCB အပြီးသွားပြီဒါဆိုရင် varsity လောင်းမလဲ varsity လောင်းမလဲဆိုရင်အင်္ဂလိပ်စာနော် speaking ကောင်းဖို့ရက်60ဆိုရယ် CV လေးလာပါမယ်ကျွန်တော်တည့်ရတော့နားမယ်ဒီတည့်ရပြီးလို့ရှိရင်ကျွန်တော် April လနေစပြီးတော့ speaking series တော့ဆက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ် speaking သင်တဲ့အခါမှာလည်းခုနကလိုပဲ main လေးလေးတွေအစ်စ်တွေထပ်သေးသွားမယ် usage တွေတည်သွားမယ်ကျွန်တော်ကဟိုပြောရမယ်ဆိုရင်ဖြည်းဖြည်းနဲ့ AAC ပဲရှင်းပြမယ်ဗျာခေါင်းထဲကိုနားထဲဝင်သွားလို့ကျွန်တော်ဆက်ပြီးတော့ရှင်းပြသွားမယ်နောက်အဲ့ခါကျလို့ရှိရင်အစီအပြေသွားမှာပါဒီ speaking series ရ60ပြီးသွားလို့ရှိရင်လည်းတကယ်အကျိုးရှိနေမှာပါကျွန်တော်ကတော့အကျိုးအရှိဆုံးဖြစ်အောင်စဉ်းစားရတာအောင်လုပ်ထားပြလို့ကြောင်းအကျိုးရှိနေမှာပါပေါ့နော်ဒါဆိုရင်အဲ့ဒါဘာ level လောက်ဖြစ်မလဲဆိုရင် A1 နဲ့ A2 level ပေါ့အဲ့ဒါပြီးရင်တခါ A2 နဲ့ B1 level တခါပြင် fluency level တခုပြီးတခုသွားမှာပေါ့เนาะတော့ဆို A1 နဲ့ A2 ကြားလောက်မှာရှိတဲ့ level ကိုကျွန်တော်ကနေပြီးတော့ရက်60 series ဆိုပြီးတော့2လဆိုဆီပြီး balance ဆွဲထားတယ်အဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့တင်ပေးမယ်เนาะအဲတချို့ကကြတော့အမြင်အရင်အောင်မြန်မြန်လိုတယ်နိုင်ငံခြားကိုသွားဖို့လုံနေတဲ့လူတွေဒါမှမဟုတ်လက်တွေ့လုံအောင်မှာအရေးပေါ့အသုံးပြုဖို့လူနေတဲ့လူတွေကြတော့ကျွန်တော်အခုလာပြီးမလုပ်ထားကြလဲဆိုရှင်တင်တဲ့တွေလာပြီးအပ်ထားကြတယ်အဲ့လူတွေကိုလက်ကျွန်တော် April 2ရက်နေ့နဲ့3ရက်နေ့မှာတော့ကျွန်တော်ကဖြည့်ခိုင်းမှာပေါ့เนาะဖြည့်ပြီးတော့သူတို့တကယ်ကို data စီးရီးယားဟာဒီကိုတကယ်ပိုင်နိုင်ပြီဆိုမှလက်ခံပါမှာကျွန်တော်လူများများရဖို့ထက်တက်တဲ့လူကတကယ်တက်နေတဲ့လူတွေဖြစ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒါကတော့နှစ်လပြတ်တင်တာပေါ့နော်။နှစ်လပြတ်ပြီးရင်လည်းနောက်ထပ်နှစ်လပြတ်တွေဆက်ဖွင့်မှုရှိပါတယ်။အဲ့တော့အဲ့နှစ်လပြတ်တင်တဲ့ဒီမှာဝင်တက်လို့ရအောင်ဆိုပြီးကျွန်တော်ကညမြန်တွန်းတွန်းတက်တက်ဒီမှာဖြစ်ကြောင်း test အောင်ပါပဲကျွန်တော်က60%ထက်ရမှာပဲကျွန်တော်ကဖြေခိုင်းမှာပါ။ဒါကကြတော့ဒါ online class မေးထားတဲ့လူတွေပါ။သူတို့စီကို implement နေ့နဲ့နေ့3နေ့ဆိုရင်ကျွန်တော်ပို့ပြီးတော့ဆက်မယ်။ဒါက တယ်ထက်တယ်လို့တဲ့အပိုင်းတယ်ထက်မတက်နိုင်တဲ့သူတွေနော်ဒါမှမဟုတ်ပုံမှန်လေးပဲလှိလှချင်တဲ့သူတွေလည်းဘာမှစိတ်ပြားအားငယ်စရာမလိုဘူး ကျွန်တော်တရက်ပဲနားပြီးနောက်ရက်ဒီပုံမှန်ဆက်ပြီးတော့ speaking series ဆက်ပြီးတင်သွားပေးမယ်ပေါ့နော်ကျွန်တော်တင်လို့ရနေတဲ့ဒီကာလပတ်လုံးကျွန်တော်ဗာလဲဆိုရင်ဆက်ပြီးတော့ sharing လုပ်ပေးသွားမယ်နေစဉ်ဖတ်ပါမှတ်ပါလေ့ကျင့်ပါလေ့လာပါပေါ့နော်ဟုတ်ပြီကဲဒါဆိုလို့ရှိရင်နော်ဒီနေ့ကျွန်တော်ပြောချင်တာဒီလောက်ပါပဲ data တွေ CV ကိုအစအလင်းအဆုံးထိနော်တွဲပြီးတော့ကြည်လာကြရတဲ့စူးစားလေ့ကျင့်ခဲ့တဲ့ကြားတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကိုစိတ်နှစ်ဖြာနော်ကျမ်းမာချမ်းသာပေးခြင်းကြပါစီလား